အခုကျွန်တော်ကိုတရားဆွဲလို့တောင်တကုံတရားစခန်းကိုကျွန်တော်သွားမယ်ဆိုပြီးတော့မှဒီနေ့329ခိုင်မှာ PDF တွေကကျွန်တော်ကိုဆောင်းလာကျွန်တော်အရှင်ဖမ်းမလို့တဲ့ကျွန်တော်အမြန်လမ်းကနေသွားမယ်ဆိုပြီးတော့ဆောင်းလာတနာယီနေ့မှ27မိနစ်မှာလမ်းတော်လမ်းလာတွေကပြောလာတာဒါပေမဲ့တရင်ကတော့ဒီလိုပဲပေါ့ဗျာဟို तू ကတော့ လပကြောင်းနဲ့မိလာကြားမှာစောင်းလုံးရလဲအဲ့လိုပဲသူတို့တွေးလိုက်တယ်ပေါ့အဲ့မှာလဲတွေးလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့အောင်တန်တရားတော်တော်မကင်းဘူးဖြစ်နေတာကျွန်တော်ကအမြဲတမ်းပြောင်းစည်းလိုက်ပြောင်း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 စည်းတာရှိတယ်ကျွန်တော်ရွှေငါစည်းခြင်းရှိတယ်ဟမ်းမစည်းခြင်းစည်းတယ်ဟွန်ဒါဖြစ်စည်းခြင်းရှိတယ်ဟွန်ဒါရှက်တဲ့စည်းခြင်းရှိတယ်ကျွန်တော်စည်းခြင်းတဲ့ကားစည်းတာဗျာဒါမဲ့တရင်ကတော့ PDF ကိုတော့ပေးနေတာပေါ့ PDF ကိုတော့ပေးနေတယ်ဟိုအတွင်းလူလားအပြင်လူလားတော့ကျွန်တော်လည်းမသိဘူး နော်အမသိတော့ကျွန်တော်ကအဲ့မိတိလာနဲ့လေပပားချားမှာလဲကျွန်တော်ကအဲ့မှာကျွန်တော်ဟိုနေ့ကလိုက်မှာထည့်ပြောခဲ့တယ်ကျွန်တော်အိတ်လိုက်တာလို့နော်ကျွန်တော်နဲ့သွားတိုင်းကျွန်တော်ဟိုနေ့ကပြောကိုကျိုးစိုးဦးညီပါတယ်ကျွန်တော်ကအဖော်မမွေးဘူးကိုကျိုးစိုးဦးညီကြတော့ကျွန်တော်ကျွန်တော်တို့ကရင်ပချင်းတူတယ်တူသေးကိုသေးပဲချမဲ့ကောင်နေဘ누구မှသတင်းပေးမဲ့တူတယ်မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ကအဲ့မှာအိတ်လိုက်တော့နှစ်နာရီလောက်ကြာသွားတော့ဟိုကောင်နေကလမ်းပေါ်မှာအဲကျွန်တော်မဆောင်နိုင်မဲနဲ့ကျွန်တော်ကလွတ်လာတာ နော်မိတ္တလာနဲ့လက်ပပြားကြားမှာကျွန်တော်ကိုစောင့်တာအခုလည်းဒီတရားဆွဲဆိုမှုအပေါ်မှာနော်ကျွန်တော်သွားလို့သွားရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အတွေ့ရဘယ်သူကဘယ်လိုတွေပြောလဲတော့မသိဘူးအဲ့မှာဒီနေ့329မိုင်မှာအဖျားနာမှာအဲ့မှာ PDF တွေလမ်းပေါ်မှာတက်လာတယ်လို့ပြောတယ်နော်ပြောတယ်တနားနေ့27မိနစ်မှာပေါ့အမှန်မှန်တော့ကျွန်တော်ပြင်ဦးလွင်မှာပါပဲဒါပြင်ဦးလွင်မှာပါပဲပြီးကျွန်တော်ကြောက်ပြီးတော့ပြင်းတယ် ကျွန်တော်ကိုတရားဆွဲတာကတမေကျိုးကြတော့မဟုတ်ဘူးဗျ။တော့ရန်ကုန်ရောက်ရင်လည်းကျွန်တော်လူမိုက်တွေနဲ့လည်းတန့်ရင်တက်ခိုင်းမယ်။နော်လူမိုက်တွေငါပြီးတော့မှဒီကောင်ရောက်အောင်ဒီကောင်ဘယ်နေရာလိုက်တရားရုံးရှိမှတော့မလိုက်နဲ့ဒီကောင်ဘယ်နေရာမှာနေတယ်ဘယ်နေရာမှာနေတယ်အစားရှိပြီးတော့လိုက်ပြီးတော့ကျွန်တော်ကိုတန့်ရင်တက်ပါလိ။ကြာဒါဒါတော့ကျွန်တော်တို့ကလည်းတွေးထားရတာ။ဒါပေမဲ့သူကသူတက်ချင်တယ်မတက်ချင်တယ်အဲကျွန်တော်လို့တော့မဟုတ်ပါဘူး။ကျွန်တော်ကလည်းဟိုကျွန်တော်ကိုတရားဆွဲဆွဲဆွဲလိုက်လို့ ဟိုတရားရုံးမှာဖြေရှင်းရမယ့်ကိစ္စတခုဆိုရင်တော့နော်ကျွန်တော်ချစ်တဲ့ပြည်သူလူထုကတော့ဝင်းရံနေမှာပဲကျွန်တော်အဲ့ဒီလူသားထဲမှာပဲရှိနေမှာပဲနော်လူသားထဲမှာကျွန်တော်ကနော်ဒီဒီတရားဆွဲတာလည်းကျွန်တော်ဒါအမှန်တိုင်းပြောတာပေါ့နော်ဒါဘဒုမာဘူးလူမျိုးနားနားစေးသားစေးမှာတော့မယိုးသားဘူးကျွန်တော်ရဲ့လုံခြုံရေးကိုဘဒုယူပေးမှာတော့ကဲကျွန်တော်တရားဆွဲပြီ ကျွန်တော်တရားဆွဲရင် ပြင်ဦးလေမှာလာဆွဲလိုက်တကယ်မှန်နေတယ်တကယ်တတိရှိနေတယ်ဆိုရင်တော့ပြင်ဦးလေမှာလာဆွဲလိုက် နော်ပြည်ဦးလွန်မာလာစေဒါကကျွန်တော်ဆိုတာကဒိုင်းသီပီဒီစပီကာတယောက်ဗျာနိုင်ငံနဲ့တက်မတော်နဲ့အခုလက်ရှိဖြစ်ပြနေတဲ့အချို့အရာတွေအဆိုးအကောင်းတွေကိုကျွန်တော်ကမြေပြင်မှာလက်တွေ့ပကတိကျက်ကျက်ကျွန်တော်အလုပ်လုပ်နေတဲ့ကောင်တယောက်ဖြစ်တယ်အဲ့ဒီအောင်ကျွန်တော်တောင်တကုံမှာတရားစွဲတယ်ဆိုတော့အဲ့တောင်တကုံကျွန်တော်လာပြီဆိုရင်ကျွန်တော်လုံခြုံရေးကိုဘယ်လိုယူမှာလဲအဲ့အမှုကမပြီးဘဲနဲ့တရားရုံးကနေပြီးတော့မှအမိတ် အော်ဘယ်နေရာနေယုံချင်းဆိုရင်အဲ့ယုံချင်းကိုကျွန်တော်ချိန်စီသွားရတော့မယ်အဲ့ဒီယုံချင်းကိုလာမဲ့ရက်ကိုတိနေပြီလေတစ်ဖက်ကဖျဲသီးတွေကျွန်တော်ကိုတတ်မဲ့လူတွေမတမာတဲ့လူတစုကတိနေမှာပဲလေအဲ့တော့ကျွန်တော်ရဲ့လုံခြုံရေးဘလူတာဝန်ယူမလဲအဲ့တော့ကျွန်တော်တို့တရားဆိုတဲ့လူတွေကလည်းဖျဲသီးဖြစ်ရင်ဖြစ်မှာပဲဒါအရှင်းချင်းလေးပဲဟုတ်လားကျွန်တော်ကရန်ကုန်ကောင်မဟုတ်ကျွန်တော်ပြည်ဦးလွင်မှာနေတယ်ဆိုတာလူတိုင်းသိတယ် နော်အဲ့တော့ကျွန်တော်တရားတကယ်လို့ဆွဲခဲ့လို့အမိတ်ကြရင်တော့ပြင်ဦးလေကိုပဲချိန်ပေးလိုက်ပါပြင်ဦးလေမှာရင်ဆိုင်မယ်ဥပမာတခုဥပမာတခုကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီတရားရုံးကိုကျွန်တော်တရက်တော့လာခဲ့လိုက်မယ်တောင်တကုံတရားရုံးကိုလေကျွန်တော်တရက်လာမယ်အဲ့ဒီတရက်ကဘာဖြစ်သွားမလဲဆိုတာကြည့်ထားလိုက် နော်ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလောက်ရှိတယ်ဆိုတာကို အုံးချွတ်ချွတ်မြင်သွားမယ်အိုင်ဒီတရက်တွေတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူးအိုင်ဒီရက်ကတော့ကျွန်တော်အတွက်ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိုက်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်တတ်တဲ့မျက်နှိုးတဲ့နော်ဖုန်းတော်ကြီးတွေရှိမယ်အမျိုးသားရေးသမားတွေရှိမယ်နော်အခုဒီဟိုဟာထဲမှာဆိုလို့ရှိရင်ကောင်မလေးထဲမှာဆိုရင်မပူတူတို့လိုညီမလေးတွေရှိမယ် အများကြီးရှိမယ်နော်အဲ့လူတွေကျွန်တော်ကာကွယ်ပေးလိမ့်မယ်အဲ့ရုံးချဲကိုကျွန်တော်တရက်လာပြီးပြည်ဦးလူကိုရွှေရွှေတိုင်းပေးတကယ်လည်းကျွန်တော်ကကျွန်တော်တရားဆွဲခြင်းသာဆိုရင်ပြည်ဦးတွေမှာလာဆွဲရမှာ